ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ။ Football King ကနေပြန်လဲပြီးတော့ကြိုဆိုလိုက်ပါရစေ။ Wildland ကိုလက်စားပြန်ချေခဲ့ပြီးတော့ Portugal ကိုနောက်တစ်ဆင့်ပိုးပေးခဲ့တဲ့ Ronaldo ။လောကမှာပြောနေကြစကားတစ်ခုဟာဒင်းခွေမကြုံရေခတ်ကြုံမှာပေါ့ကွာဆွဲစကားပါပဲ။အဲလိုစကားမျိုးကိုပြီးခဲ့တဲ့တနေ့ကသတင်းစာရှင်းလင်းပွဲတစ်ခုမှာ Portugal ကြီး Ronaldo ကပြောသွားခဲ့ပါသေးတယ်။ပုံစံလူမဟုတ်ပေမဲ့အဆိုအရပုံသားနဲ့ဆင်တူတဲ့စကားမျိုးပြောသွားခဲ့တာဖြစ်ပြီးတော့ Portugal ကြီး Ronaldo က Nation League Quarter Final ပထမအကြော့မှာသူ့ရဲ့အသင်းကိုအနိုင်ကိုသွင်းပြီးတော့ သူပုံစံတိုင်းအောင်ဝဲခံသွားတဲ့ Wiseland ကိုမေးပြီးရင်ငားလဲဆိုပြီးတော့ပြောသွားခဲ့တာပါဖြစ်စဉ်ကြောင်းအချင်းချင်းတို့ပြောရရင် Nation League Quarter Final ပထမကြော့မှာ Ronaldo ရဲ့ Portugal ဒိမတ်ကိုတကူကိုမရှိနိုင်ရှုံးနေသွားပါလိမ့် Ronaldo ရဲ့ Portugal တင်းကဒိမတ်တင်းကိုဘာမှတုံ့ပြန်မှုပြန်ပြီးတော့မလုံနိုင်ခဲ့ကြပဲအဝေးကွင်းမှာအင်ရှင်တို့ပြုမြနှုခဲ့ကြရတာဖြစ်ပါလိမ့်အင်ရှင်ဒိမတ်ရဲ့ဂိုးပေါက်ကန်ကျ23ချိန်ခွင့်ပြုခဲ့ရသူဂိုးပေါက်တဲမှု6ချိန်မှလည်းပေးကိုတကူခွင့်ပြုပေးသွားခဲ့ရတာပါဒိမတ်တင်းရဲ့ဂိုးပေါက်တဲမှုအချိန်ရွတ်လောက်တော့မှ Ronaldo ရဲ့ Portugal တင်းဟာ ဒိမ့်မသိမ့်မောက်ကိုပေါက်ကန်သွင်းနိုင်မှုပြုလုပ်နိုင်ခြင်းမရှိခဲ့ကြပါဘူး။ Ibak Khunsiko Wanexpat တို့ကိုနိုင်ငံတကာပေါ့ချီတိုင်းဖုတ်ဘောကိမှာကစားလို့ရပါပြီ။ Wanexpat အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရအောင်လည်းသတင်းပေးပါစေ။ဖုတ်ဘောကိမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 39 63ခွန်သုံးလုံး93လုံးကိုဆက်သွယ်နိုင်တော့ကွန်မန်တိုင်းမှာခြာပေးထားတဲ့ Telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။ဝက်ခံမှုပုံစံနဲ့ပတ်သက်လို့အပြစ်မြင်အပြစ်တင်နိုင်မှုမရှိပေမဲ့ဒုတိယကြောပြန်ဆောင်တဲ့အခါကြရင် သူ့ရဲ့အောင်ပွဲခံမှုပုံစံ watch time ပြန်လဲပြီးတော့မြင်တွေ့ရလိမ့်မယ်ဆိုပြီးတော့ပြောသွားခဲ့ပါတယ်။ဂျော်နယ်တို့ကအဲ့ဒီကိစ္စကကျွန်တော်တို့ကဘာမှတော့ပြဿနာမရှိပါဘူး။သူကျွန်တော်ကိုမလေးစားလို့အဲ့လိုအောင်ပွဲခံတာမျိုးလုပ်တာလည်းမဟုတ်ပါဘူး။ကဘာတော်ကလူတိုင်းကဒီလိုပဲအောင်ပွဲခံချင်နေကြတယ်ဆိုတော့ကျွန်တော်တို့ကယုံနေပါပြီ။သူလည်းကျွန်တော်တိုင်းအောင်ပွဲခံချင်ခဲ့မိပါပါ။ဂုံတော်ယူနေမိပါတယ်။ဒါပေမဲ့လာမယ့်ပွဲမှာတော့ကျွန်တော်အောင်ပွဲခံတာကိုသူပြန်မြင်ရမှာပါဆိုပြီးတော့ဖွင့်ဟထားခဲ့တာပါ။အခုတော့ဂျော်နယ်တို့ကသူ့ရဲ့ဂရီစကားတစ်ခွန်းတိုင်းလုံးပြသွားနိုင်ခဲ့လို့ဆိုရမှာဖြစ်ပြီးတော့ ပြီးကြတဲ့ညကစားခဲ့တဲ့ Nation League ပွဲစဉ်မှာပေါ်တူဂီသင်းတို့ဆိုရနေတို့အရေးပါတဲ့တွင်းကိုတကိုးတွင်ခဲ့တယ်လို့ Wildland ရှေ့မာရင်ပြန်လဲကအောင်ပွဲခံပြသွားခဲ့တာဖြစ်ပါတယ်။ပထမကြောမှာကိုကိုမရှိနဲ့ရုံးနေခဲ့တဲ့အတွက်ဆိုရနေတို့ဥဆောင်တဲ့ပေါ်တူဂီသင်းဟာဒိမတ်ကိုပထမကြောကနဲ့ပုံစံမတူဘဲဖိအားပေးမှုတွေတောက်လျှောက်ပြုလုပ်ကစားသွားပြီးတော့တွင်းကိုတွေရရှိဖို့အတွက်လည်းအားထုတ်ပြီးတော့ကြိုးစားသွားခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်လည်းပွဲစား9မိနစ်မှာနေပေါ်တူဂီသင်းဟာပန်နတီစားရရှိခဲ့ပြီးတော့ဆိုပါပန်နတီကိုရော်နယ်ဒိုကန်သွင်းရမှာတော့ဂိုးဝင်နိုင်ခဲ့ခြင်းတော့မရှိပါဘူး။ ဒါမှလည်း38မိနစ်ရောက်မှဒိမန်နောက်ခံလူအန်ဒါဆန်ရဲ့ကိုကိုကိုပြန်လဲသွင်းကဲမိခြင်းနဲ့အတူပေါ်တူဂီယာဦးဆောင်ကိုစားရရရှိသွားခဲ့ပါတယ်။ဒါမှလည်းဒုတိယပိုင်း56မိနစ်မှာခရစ်စတန်ဆန်ကဒိမန်ရဲ့ပြန်လဲခြေပသွားခဲ့တဲ့အတွက်တစ်ဖက်တစ်ကိုစီဖြစ်သွားခဲ့ပါတယ်။82မိနစ်ရောက်မှတော့ဆူရန်နယ်တို့ကပေါ်တူဂီတို့ဦးဆောင်ကိုပြန်လဲရယူခဲ့ပြီးပွဲရဲ့စရှင်ကိုထပ်ပြီးတော့မြင့်တင်ခဲ့ပါတယ်။ဒိမန်တင်ကလည်းပေါ်တူဂီကိုချိန်နာမျိုးမရှိပဲချက်ချင်းဆိုသလိုပြန်လဲခြေပသွားခဲ့ပြီးတော့အဆိုပါဂိုးကိုအယ်ရီဆင်က86မိနစ်မှာသွင်းယူခဲ့တာပဲဖြစ်ပါတယ်။ အန်နောက်60မိနစ်မှာထရင်ကာဟုကဦးဆောင်ကိုရယူသွားခဲ့တဲ့အတွက်ပေါ်တူဂီနဲ့ဒိမတ်တို့ကနှစ်ကျော်ပေါင်းတစ်ဖက်3-0ဖြစ်နေတဲ့အတွက်မိနစ်30ဆက်ပြီးတော့ကစားမှာပေါ်တူဂီတို့ကထရင်ကာနဲ့ဂွန်ကာလိုရာမိုစ်တို့ကဂိုးတွေရယူပြီးတော့9-3ဂိုးနဲ့ပေါ်တူဂီကနောက်တစ်ဆင့်ကိုတက်ရောက်သွားခဲ့ကြပဲဖြစ်ပါတယ်။ဇုံလေးကြည့်ပြတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။